ဆရာကျွန်တော်တခုတော့တခုတော့မေးချင်လို့ဆရာတဲ့အခုလို့ပြပမှာဖွင့်ပြီးတော့လေအခုကျွန်တော်တို့အဲမြန်မာနိုင်ငံမြန်မာနိုင်ငံမြန်မာနိုင်ငံပြန်မဆိုရင်အဲ့ဒါဆရာဒီရပါဘူးကိုနိုင်ငံခြားဘဏ်တွေနဲ့ချိတ်ထားတာဆိုတော့လေမြန်မာပြည်ရောက်တော့အဲ့ကြောင့်အဆင်ပြေပါမှာဆရာအဆင်ပြေပါတယ်အဆင်ပြေပါတယ်အတခုပဲကျွန်တော်မြန်မာပြည်ကနေတော့မြင်ရအောင်မြန်မာပြည်ကနေကျွန်တော်တို့ဒီတော့ KYC ခေါ်တာပေါ့ know your ဒီ customer ဆိုတဲ့ဒီ KYC system ရှိတယ်သူကမြန်မာပြည်ကနေပြီးတော့ဒီဟိုဟာကို ဘရိုကာအကောင့်လိုဖွင့်လိုက်တယ်ဆိုရင် तू က location အရာမပေးဘူး तू ကမြန်မာပြည်ကိုမပေးသေးတာပေါ့မြန်မာပြည် infrastructure ရဲ့သဘောတရားအရာ तू မပေးနိုင်သေးတာပေါ့နော်အဲ့ဒီနိုင်ငံခြားမှာပါလေဆိုလို့ရှိရင်ကျွန်တော်တို့ကရတယ်နော်ဒါမျိုးတော့ကျွန်တော်တို့ရှိတယ်ရတယ်နော်ပြန်တဲ့ချိန်မှာကျွန်တော်တို့အာကိုဒီဒီဘန်ဘန်အလုပ်လုပ်နေဆိုလို့ရှိရင်လည်းရတယ်အကယ်၍เนาะကိုကကိုဘန်တည်သွားတယ်ဆိုလို့ရှိရင်လည်းတခြားတဲ့နိုင်ငံထွက်ပြီးဥမာထားပါတော့ဘန်အကောင့်အစ်စ်နဲ့ကိုစီကိုပြန်ထုတ်လို့ရတယ်เนาะ အဲ့တော့ငါအဲ့တော့ကျွန်တော်တို့ကရင်းနှီးမြှုပ်နှံမှုကအနည်းဆုံးတော့3နှစ်ကတော့လောက်ရမယ်3နှစ်5နှစ်10နှစ်15နှစ်ကျွန်တော်တို့10နှစ် project ကျွန်တော်လုပ်ထားတယ်ကျွန်တော်ရရငွေတွေအားလုံးကျွန်တော်အဲ့ထက်မှာပဲမြှုပ်နှံမှုလုပ်ထားတယ်နော် Okay အဲ့တော့ဒီမှာမဝဝတ်ကြီးလားမေးပါလေအမဝတ်ကြီးပါမေးကြုံလေတမီလားညီမလားမသိဘူးနော်တိတ်မမြင်ရတော့မေးပါတမီဆရာဟိုညီမကျတော့ဟိုစင်ကာပူမှာပါနော်အခုကဆရာဟိုဒီဆရာရဲ့တတိုက်ဆန်ဆိုင်ပေါ့ဆရာ အခုတင်တယ်လဲဖွင့်မယ်အဲ့ဒါကိုမသိခင်ရှေ့တစ်ဖက်လောက်ကဒီ store နဲ့ပတ်သက်ပြီးတော့အဲ့စာအုပ်တွေဖတ်တယ်လေဟို money နဲ့ပတ်သက်တဲ့အဲ့ psychology ရော money ရော risk တဲ့ပူဝတ်တဲ့အဲ့လိုမျိုးကိုယ့်တူဖတ်ပြီးတော့ investment လုပ်မယ်ပေါ့နော်အဲ့အဲ့လိုမျိုးစိတ်ကူပြီးတော့ account ဖွင့်လာတာဆရာမူမူလေအဲ့ဒါဆရာပြန်ပြန်ပြည့်ကြနေဟိုမရဘူးပေါ့အဲ့လိုမျိုးဟုတ်ကဲ့အဲ့ဆိုရင်တော့တခုခုအာလွဲနေလို့ဖြစ်ပါလိမ့်မယ်ဒီမှာကျွန်တော်တို့ဆိုဒီတိုင်းပဲကျွန်တော် ပုံမှန်ပါပဲဟုတ်အဲ့တော့ဒါတောင်းလေမဟုတ်ဘူးတောင်းဘူးဒီမှာကျွန်တော်ကျွန်တော်အကောင့်မှာကျွန်တော်ဝယ်ထားတဲ့ဟာလေးတွေရောပါလေဒါဆန့်ထားတာပါကျွန်တော်ဒီရင်းနှီးမြှုပ်နှံမှုတွေလောက်ထားပေါ့ဒေါ်လာဒေါ်လာတွေဟုတ်ပါဆရာအဲ့တော့ကိုကာကိုလာဝယ်ထားတယ် Nvidia ဝယ်ထားတယ်နောက်ကျွန်တော် ETF ဆိုတာရှိသေး ETF ဒီဝယ်ထားတယ်ဆိုတော့အဆင်ပြေလို့ဖြစ်လို့လည်းမသိဘူးဟုတ်ကဲ့ဆရာအဲ့ဒါဒီကျန်တော့အကုန်ကြည့်လို့ရတယ်ဆရာအကောင့်ကလေအဲ့ဒီဟို open အဲ့ဒီဟိုတင်းမှာပဲ ဘယ်ဘယ်နေရာမှာပဲရက်နေဟုတ်ကိုရဲ့ account နေရာမှာဝယ်လို့မရဘူး stock ကိုအဲ့ဒီကို QQQ လာအဲ့လိုမျိုးလေးအဲ့ဒီကိုကအဲ့ဒီ company 900ပါတယ်ဥစ္စာအဲ့ဒါဟုတ်တယ်အဲ့ဒီဥစ္စာကို okay SMB5 အဲ့ဒါကိုနေစပြီးတော့ trying ကြည့်တာကိုမရဘူးအစားရမယ်ဆိုတော့သူ requirement မပြည့်စုံသေးလို့ဖြစ်နေ requirement ပြည့်စုံပြီဆိုရင်တော့သူကအဲ့တော့သူကဒီလိုရှိရလေ open ရှိတယ် review ရှိတယ် အဲ deposit ဆိုတာရှိတယ် deposit ကိုကြော်သွားပြီဆိုရင်တော့ကိုကထည့်လို့ရပြီ deposit စထည့်လို့ရပြီ deposit ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကိုက stock တွေစဝယ်လို့ရပြီနော်အဲကျွန်တော်တို့ကဒီ stock ဝယ် stock ဝယ်တာ process ကလိုလေလေးရှင်းရှင်းလေးကောင်းဖွင့်လိုက်အဲ့ဒီကောင်တွေကို broker account တွေကိုပတ်စံထည့်လိုက်ထည့်ပြီးကျွန်တော် stock ဝယ်လိုက်ဝယ်ပြီးတော့မြက်လာတဲ့အချိန်တစ်ခုရောက်လို့ရှိရင်ရောင်းလိုက်ရောင်းပြီးတော့ကျွန်တော်တို့ withdraw ဝယ်လို့ခေါ်တယ်ကျွန်တော်တို့ဘတ်ကောင်တွေပတ်စံယူပြီးထိုးလိုက်တာပဲအဆင်အတာပဲဟုတ်ကဲ့အဆင်ကောင်းဆုံးအဆင်ပြေပါပါ โอเคเดี๋ยวเนี่ยมาတော့တင်းနေမှာတော့ဒေးစီသွားပါတော့เนาะโอเคအဲ့လိုမျိုးပေါ့เนาะအကောင့်အတွက်လည်းမာတော့ဒေးစီသွားပါမှာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါအဲ့ဒါအကောင့်နေเนาะအဲ့ဒါအကောင့်နေဟုတ်တယ်အဲ့ဒါအကောင့်နေတိတ်ကိုလွယ်နေတော့သတိထားတော့เนาะတိတ်ကိုလွယ်နေသိရမလားအကိုဘာမှမလို့ဖုန်းလဲဖုန်းနံပါတ်လေးနဲ့ကောက်ဖွင့်လိုက်တယ်တခါလဲဒိန်းနဲ့ဖွင့်ချလိုက်ရောတချို့အလိညာတွေရှိရလွယ်တအားလွယ်လုံးဝကြည့်နေစမဖြစ်ဘူးအဲ့အဲ့လွယ်လုံးဝကြည့်နေကြောက်เนาะဒီကိကစကမ်နေရန် အဒီပိုဆစ်ကိုလက်မခံနိုင်စရာဟုတ် sorry ဆရာပြောတာဖြတ်ပြောသလိုပြောတာဟုတ်ကျွန်တော်လည်းအာကြုံတာပဲနော်ဟုတ်ကဲ့ကျွန်တော်တော်တော်တင်အဲ့ဒါ review နေရာနဲ့ရက် review နေရာမှာနေရက်နေရာအဲ့သူရဲ့ requirement တွေလိုရလိုအပ်တာတွေဖြည့်ရမှာနော်အဲ့တော့ account တစ်ခုဖွင့်လိုက်အဲ့တော့မိုးပုံမှာဖွင့်လိုက်ပြီဆိုလို့ရှင်တော့ဒီကွာလုံးမှာရှိတဲ့ American store တွေအာ American store တွေကျွန်တော်ဝယ်လို့ရတယ်လေ American store တွေဝယ်လို့ရတယ် UK Canada store တွေ တကယ်လို့ဝယ်လို့ရမယ်တွေ့နော်နောက်စင်ကာပူစတော့တွေလည်းဝယ်လို့ရမယ်နော်ဟုတ်ကဲ့ပါဆရာဟုတ်အမေโอเคနောက်ထပ်ဥပမာကျွန်တော်တယောက်တော့ဒါဒီမှမေးကြအောင်နည်းဒီပါအဲ့တော့တင်တယ်ကတော့အပ်ပါကျွန်တော်ပြောပြီးပြီနော်ကျွန်တော်နိုင်ငံတကာမှာရောက်နေတဲ့ကျွန်တော်လူငယ်တွေကျွန်တော်ဦးစားပေးပြီးကျွန်တော်အခွင့်ပြုမယ်အဲ့တော့ကျွန်တော်တို့အာလွယ်လွယ်နဲ့တော့မရအောင်နော်ကျွန်တော်ပြောပြီးပြီးယင်းဒီဒီချမ်းသာကြွယ်ဝမှုလို့ယင်းဒီမြို့နယ်မှုလို့လွယ်လွယ်ကူကူလေးနဲ့တော့မရအောင်နော်ကျွန်တော်တို့ကိုယ်တိုင် knowledge ပြည့်အောင်ဖြည့်ရတယ် knowledge ပြအောင်ဖြည့်ပြီးတော့မှကိုကအကောင့်တွေဖွင့်ရတယ်အကောင့်ဖွင့်တာလည်းကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ရော့အင်ဆိုတာမရအောင်เนาะကျွန်တော်တို့အများကြီးအာ supporting နေကျွန်တော်လုပ်ပေးရတယ်เนาะအဲ့တော့ပြီးရင်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရတယ်ကျောင်းကျွန်တော်တို့ app ပါကျွန်တော်ပြောပြပြီเนาะမြန်မာငွေ၄သိန်း၈သိန်းလောက်ကိုဘာမှစိတ်တမထင်နဲ့အဲ့တော့အာဆန်ညာပြောမှာပေါ့ဆရာညာတင်နန်းတင်နန်းပေးတဲ့ဆရာဆိုတော့ကျွန်တော်တို့လည်းဟိုဘက်မှာပတ်တောင်းချီပြီးကျွန်တော်တို့ပြန်ပေးရတာပဲအများကြီးကျွန်တော်ပေးနေရတာပဲဒါပေမဲ့ကျွန်တော်တက်နေမှာဖြစ်နေเนาะ โอเคတချို့တွေတော်မြစ်တာခွထောက်ခွင့်ပြုပါထောက်ထောက်ပါမယ်เนาะအဲ့တော့မေကွန်းโอเคအသင်းအချိန်ပေါင်းတော့မေးချင်လို့ဆရာအချိန်ပြနိုင်ငံအချိန်လို့မြန်မာပြည်အချိန်မှာเนาะမြန်မာပြည်အချိန်မှာတခုလုံးမေးချင်လို့ဆရာခုမေးပါဗျာမေးပါခုဆိုးဆိုးလာခုဆိုးလာဟုတ်ကဲ့ခင်ဗျအဲ့ဒီမေးပါဗျာအဲ့ဒီအကောင့်ကိုဥမာ user name တို့ password ကိုအသေးမှတ်ထားရမှာလားဆရာဒါမှမဟုတ်တခုခုမေးသွားလို့ ဖြင့်ဥပမာ accident ဖြင့်လို့ကိုမဝင်သွားတာတို့ပေါ့နော်အဲ့လိုမျိုးဆိုဘယ်လိုလုပ်မလဲဆရာအဲဟုတ်ကဲ့အသေးမှတ်ထားလိုက်အသေးမှတ်ထားပြီးတော့မှကျွန်တော်တို့ကိုယ့်ရဲ့အဲ့ဒါတော့ကျွန်တော်လည်းတွေးတယ်ပေါ့ဘာလို့ကျွန်တော်တို့လူဘဝဆိုဘာမှမသိအောင်လေအဲ့တော့ကိုယ့်ရဲ့မိသားစုဝင်တွေကိုကျွန်တော်တို့တခြားပြောပြထားနောက် violent ဘာခေါ်လဲ benefit benefit ကျွန်တော်အင်္ဂလိပ်လိုအဲ့ဟိုနာစက္ကန့်လိုရှိရဲအဲ့ဒီလူထည့်ထားလိုက်အဲ့အဲ့ကိုကိုကိုမျိုးသမီးပဲကိုသားပဲကိုအဖေမိ ဆိုတိုက်ကဘရိုကာလို့ဆိုမေးတယ်မင်းမျိုးသမီးမင်းအဖေမင်းအထည့်ထားလိုက်ဟဲ့လို့ဆိုရင်ကိုကတခုကြအစိလေးကြောင့်သုံးမရဆိုပါညာဆိုလို့ရှိရင်အခုမျိုးသမီးကသွားအဲ့ဒီထုတ်ထုတ်ယူလို့ရတယ်နော်စက္ကန့်သူထည့်ထည့်ထားလိုက်နော်တချို့ကြဘာလို့ကြလဲ joint account ဖွင့်နေ joint account ဖွင့်နေကိုနဲ့ကိုမျိုးသမီးနဲ့ကိုနဲ့ကိုအဖေနဲ့အဲ့လို joint account ဖွင့်တာလည်းရှိတယ်အဲ့လိုဖွင့်လို့လည်းရတယ်မှန်ပါတယ် user name နဲ့ password ကိုမှတ်ထားပါဘယ်သူမှရှောင်မပြောပါနဲ့ Facebook ပါပဲတင်ပါโอเคအဲ့တော့ တော့ဘယ်သူမှအကြောင်းပြောလို့မရအောင်ဒိန်းထားပါဘောနော်โอเคရမလားကိုစိုးစိုးရမလားမေးချင်လို့ပါရှင်ဟုတ်ကဲ့ရပါတယ်ခင်ဗျဟုတ်မမမမပြပါဟုတ်ကဲ့ဆရာဟုတ်ဟုတ်ဥပမာဥပမာပေါ့နော်ဒီနိုင်ငံခြားနေပြမှာအကောင့်တစ်ခုဖွင့်ထားလိုက်တယ်ပေါ့ဟုတ်ကဲ့ဒီကိုနိုင်ငံပြန်သွားတဲ့ခါကျရင်ခုနကမောင်လေးတယောက်မေးတယ်လေအဲအဲ့လိုဟာမျိုးကြောက်လို့ရှိရင်ဘယ်လိုမျိုးဒီပတ်စံအထုပ်သွင်းလို့တဲ့ခါကျတော့အော်โอเคအဲ့တော့ကျွန်တော် တို့အဲဒီတို့ငွေတွေထုတ်မယ်ဆိုလို့ရှိရင်တော့ကိုကို investment အချိန်ပြည့်လို့เนาะကိုငွေပြည့်ပြီဆိုထုတ်မယ်ဆိုရင်တော့အာတက်ဆိုင်ရာတနိုင်ငံတော့ထွက်လာပေးရမယ်เนาะအဲဒီငွေထုတ်လို့ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ဟုတ်တချို့ broker တွေကြတော့ဟိုပါပေးတယ်ကျွန်တော်တို့ debit card ပေးတယ်เนาะ debit card ပေးတယ်အဲ့ debit card ကိုကင်သွားပြီးတော့ကဘာရေးဘယ်နေရမှာဆိုကိုထုတ်လို့ရတယ်အဲ့ broker ကိုယ်တိုင်ကကျွန်တော်တို့ထုတ်ပေးတာငွေကျွန်တော်တို့ထည့်ပေးတယ်ကတ်ထည့်ကိုကျွန်တော်ကအဲ့ကတ်ကတ်ကိုစောင့်နေတာအဲ့ကတ်ကိုစောင့်နေတာရတော့မယ်ဆိုတော့ ဲ့ဆိုကျွန်တော်တို့ကမြန်မာပြည် I don't know maybe it it works or it doesn't but out of Myanmar တော့ it's fine totally fine အဲ့မဲ့ကျွန်တော်တို့လွဲနေရပြီဒီ KG ခဏလေးပါပဲဟုတ်တယ်မလားသွားလိုက်အောင်ပေါ့နော်အဲ့တော့ thank you ပါဆရာမမမရမယ်နော်ဆင်ပြေမလားနော်အဲ့တော့ကျွန်တော်တခါကြာလဲကျွန်တော်တို့ကဒီမှာလူအများကြီးနဲ့ဟိုပြောဖို့အဆင်မပြေတာလည်းရှိရတယ်အဲ့တော့သင်တန်းထဲမှာဆိုတော့ကျွန်တော်တို့က workshop တော်မျိုးတွားရင်တော့ဘူးဆင်ပြေတာပေါ့နော်ဆိုတော့ okay ဒီမှာလည်း leave ကတောင်းထားတာမရှိတော့အဲ့ကြောင့် okay ဟုတ်ပါပြီเนาะအဲဒီနေ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ထွက်ရပါပြီเนาะကျွန်တော်ထွက်ပါကျွန်တော်ကတော့အာကျွန်တော်ဘာလို့ချင်လဲကျွန်တော်မြန်မာလူမျိုးတွေကိုနိုင်ငံခြားငွေတွေရှာရှာအားနိုင်အောင်ကျွန်တော်စ조사ပေးချင်တာအဲ့လိုပြောရလို့ကျွန်တော် trading ကြတော့လို့ကျွန်တော်တို့ပင်ပန်းနေရှုံးညံကြီးတွေကျွန်တော်တို့များတယ်အဲ့တော့ကျွန်တော်ကဘာလို့မှလဲဆိုတော့အဲ့တော့ကျွန်တော်ကအမေရိကန်ကငွေတွေကိုမြန်မာပြည်ထဲကိုတွင်းနေတာတွင်းကျွန်တော်ဒီနီလန်းမှာကျွန်တော်ရှိတာ ကျွန်တော်မြန်မာလူမျိုးတွေနော်ဘိုးအောင်တို့ခေတ္တကကိန်းဆိုင်တယ်ကျွန်တော်တို့နေ့စဉ်ညစဉ်ဖိုးမထိုးပဲနဲ့ကျွန်တော်တို့ကသူသူသူဝင်းနေမှာကိုယ်ငွေတွေကကျွန်တော်ဆိုရင်အဲ့ထားပါတော့အဲ့တော့သူဝင်းနေမှာပေါ့ဖိုးမထိုးပဲနဲ့သူကရနေမှာအဲ့အလေးကိုကျွန်တော်ဟောဖြစ်တာနော် Binance နဲ့မရဘူးနော်ငွေသွင်းငွေထုတ် Binance နဲ့ရလားမလို့နော်ကျွန်တော်မရပါဘူးနော်သူသူ broker တွေသူသူသူမြန်မာ passport မြန်မာ passport နဲ့ဟိုဘဏ် account ဖွင့်လို့ရပါမလားဆက် မြန်မာကိုကိုထုံးနိုင်ရင်ကျွန်တော်တို့ရတယ်ရတယ်ဒါပေမဲ့နီလန်းတွေတော့ရှိတာပေါ့နော်အသေးစားတခုတူရစ်ဗီဇာနဲ့မရတော့ဘူးเนาะတူရစ်ဗီဇာနဲ့မရတော့ဘူးအဲ့တော့မနမ်းဘီလျှောက်တာမျိုးထိုင်းလန်းမှာဆိုလို့ရှိရင်လေနီလန်းတွေကတော့ကျွန်တော်တို့ရှိတယ်နီလန်းတွေကကျွန်တော်တို့ရှိတယ်အာ normally ပြောမယ်ဆိုရင်တော့မြန်မာ passport နဲ့ bank account တို့ဒါပေမဲ့တခြားနီလန်းတွေကျွန်တော်တို့နီလန်းဆိုတာဟိုဘယ်လိုခေါ်လဲလက်ထိုးတဲ့နီလန်းတွေမှာကျွန်တော်ပြောတာမဟုတ်ဘူးเนาะကျွန်တော်တို့ဥမာနမ်း နန်ဘီလျှောက်တာတို့ကုမ္ပဏီလိုင်စင်ရှိပြီးသားလူရဲ့ဟိုဟာနဲ့ကျွန်တော်တို့လျှောက်တာမျိုးတွေတော့ကျွန်တော်တို့ရတယ်ဒါတွေကကျွန်တော်တို့ဒီမှာပြောလို့တိတ်ဆင်မဖြစ်ဘူးเนาะဆိုတော့အာတိတိကျကျပြောရမယ်ဆိုရှင်တော့ no but yes ကုန်ကြစီတွေကျွန်တော်ရှိပါမှာနော်ဒါလေးတော့ကျွန်တော်ပြောချင်ပါတယ်အမကလပေါ်တော့ရှိနေတယ်ကုန်ကြစီကဟုတ်ကိုကိုလုံးနေပါပြီတော်မကြလိုက်အမခံမကုန်ကြစီဘယ်လောက်ရှိနေတယ် အမှန်ကုန်ကြစိတ်ကကျွန်တော်ထင်တယ်သိန်းငယ်လောက်တော့ပတ်သိန်းငယ်လောက်တော့သွားမနေတူတယ်ဒါပေမဲ့ကျွန်တော်လည်းသေသေးချာချာမပြောနိုင်သေးဘူးเนาะကျွန်တော်တော်တော်ခံမှန်းကြည့်ကျွန်တော်ပြောရအောင်เนาะအဲကျွန်တော်ဟိုစင်ဘူးအဲ့ဒီဟိုနေနေတော့ဖွင့်ဘူးရဖွင့်ပြီးတော့ passport ထည့်လို့မရအောင်သူကမြန်မာနိုင်ငံအတိမတ်ပြည့်တယ်တော့မပါတော့မပါဘူးဖြစ်နေအဲ့တက်တာဖြစ်ဖြစ်အခုအခုကကျွန်တော်တို့ဖြစ်တယ်ထိုင်းမှာလည်းကျွန်တော်ဖြစ်တယ်เนาะနီလန်းနေတော့ကျွန်တော်ရှိပါတယ်เนาะလောက်လို့ရတယ်နီလန်းနေတော့ပြရတာကျွန်တော်ဟိုဟာ service ပေးတာ ကျွန်တော်ဒိန်းတစ်ခုနဲ့ကျွန်တော်ချိတ်ပေးလို့ရတယ်လုတ်ပေးနေတဲ့လူတွေလည်း service ပေးတဲ့လူတွေရှိတယ်ဟိုတရားဝင်ကိုဖြစ်ရတာဆက်တရားဝင်ဒါကိုကိုထုံးဝန်းနိုင်ရဲ့ passport နဲ့အကိုဘန်အကောင့်နဲ့ကိုကကိုကိုဟာပဲပေါ့ဝင်ထွက်ကွက်ကိုတည်တန်းလုပ်လို့ရတယ်ပေါ့ဟုတ်ဟုတ်အဲကျွန်တော်တို့အာ okay ဒါလောက်ဒါလောက်လို့ရလိမ့်မယ်နော်ကိုရိုနာရရတယ်ကျွန်တော်တခုခုအကူအညီပေးလို့ရနေနီလန်းနေတော့ရှိမှာပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ခွန်လိုက်ပါဆရာဟုတ်ကျေးဇူးပါကိုရိုနာဟုတ်ပါအမြန်ကျွန်တော်ဒါလောက်နဲ့ရလိုက်တော့မလားအဲ့တော့ဒီမှာကျွန်တော်ကွန်မန့်လေးတွေ ထွက်ခွင့်ပြုပါထွက်ပါပဲเนาะကျွန်တော်ထွက်ချင်လို့ထွက်ပါကျွန်တော်ရဲ့တင်တန်းခြေရောင်းကုန်သွားပါဘူးကျွန်တော်ဒါမေးမေးဖြေကဏ္ဍလေးရဲ့တင်တန်းအချင်းတဲ့သူတွေတော့ကိုကျွန်တော်နေပြီးကြပါအဲ့တော့ဟာဟိုလေတင်တန်းအချင်းတင်တန်းအချင်းလေးနဲ့တင်တန်းဘယ်နည်းစမလဲဆိုတော့ကျွန်တော်ပြောပြမပူပူကျွန်တော်တို့တင်တန်းကဒီဇင်ဘာလ15ရက်နေ့ရနေပြီးတော့မှ16ရက်နေ့အထိအောင်ညနေ9:00နာရီကနေည10:00နာရီအထိအောင်ကျွန်တော်နဲ့အတူတူရှိပါမယ်။ recorded video ကျွန်တော်တို့ခြံခဲ့ပါမယ်။ အာအဲ့တော့ drop shot ကျွန်တော်တို့ခဏခဏပြင်ကြည့်လို့ရပါမယ်เนาะအဲ့တော့တခြားသော service တွေလည်း service ဒီ service နဲ့ပတ်သက်တဲ့ဟာတွေလည်းကျွန်တော်အဲ့ဒီမှာကျွန်တော်ပြောပြပါမယ်เนาะအဲ့တော့လာ join ပါအဲ့တော့ KV ကိုကနောက်ခဏကျွန်တော်မဘူကျွန်တော်ခဏပြောပြီเนาะကျွန်တော်တို့ကဟိုကျွန်တော်ခဏပြောတဲ့ guideline နဲ့ဝင်နေသူပဲလာတက်เนาะမဟုတ်ရင်ကျွန်တော်တို့ကကျွန်တော် ဘယ်လိုခေါ်မလဲဘာမှအချိုးမရှိဘဲနဲ့ကျွန်တော်လည်းမြန်မာလည်းမြန်မာ passport ကိုင်တာပြီးတော့တခြားအဲနိုင်ငံကနေ permit တစ်ခုရထားဆိုရင်လည်းမရဘူးပေါ့နော်ဆရာအဲ့လိုပြောပြောချင်တာလေဆရာခုနကပြောတယ်မြန်မာ passport မြန်မာ passport ဆိုတဲ့ဟို blocker ရှိရနေပြီးတော့ broker ရှိရနေကွယ်လို့မရဘူးပေါ့အဲ့လိုမျိုးလားဆရာအာမြန်မာမြန်မာကျွန်တော်ခုနပြောတဲ့ guideline တွေနဲ့ညီရအောင် passport ရှိမယ် bank account ရှိမယ်တခြားသော phone number email address plus plus တွေကျွန်တော်ရှိမယ်ဒါပေမဲ့ အာသူပြောလို့ပဲနီလန်းနေတဲ့ဆဲဝေးပဲလေလှုပ်ချင်နေတော့နီလန်းနေတော့ကျွန်တော်တို့ရှိပါဘူးမကောင်းတဲ့နီလန်းပြောတာမဟုတ်ဘူးနော်ကျွန်တော်တို့တေအဝင်လှုပ်လို့ရနိုင်မဲ့ဥမာနီလန်းနေလည်းရှိတော့ရှိပါတယ်နော်ဥမာရှေ့နေဒီနဲ့တိုင်ပင်လောရီနဲ့တိုင်ပင်ပြီးလှုပ်လို့ရတဲ့အဲတော့ထိုင်းထိုင်းပန်ကောင်းနဲ့ခွန်ထိုင်းပန်အကောင်းနဲ့ခွန်ခွန်တိုင်းဖွင့်လို့ရမယ်တဲ့နော်โอเค please leave me allow me to leave the zoom meeting ရောက်ပါပြီကိုစိုးထိုက်ဆံဟုတ်ပါပြီနော်အဲ့ဆိုကျွန်တော်လည်းဒီလောက်နဲ့မေးစရာမရှိကျွန်တော်လည်းရိုက်လိုက်တော့မယ်လीနော် အခု base base message okay base messenger မှာတွားပြတော့မှာ app ပါเนาะကျွန်တော်ပြောပြပြီးတော်ရင်းဒီချမ်းသာကြွားမှုတွေကိုဉာဏ်ပညာနဲ့တိဆောက်ကြမယ်เนาะအဲ့တော့ကိုယ့်ရဲ့အနာဂတ်ဘောနော် retirement plan တို့อ่ะเนาะ retirement တို့ကိုကျွန်တော်တို့စူးစမ်းကြတာပေါ့เนาะအားလုံးဟုတ်ကဲ့ဘယ်နိုင်ပါဟုတ်ကိုတက်ကိုထက်သူနိုင်ကိုထက်သူပိုင်မြေပါဗျာဟုတ်မြေပါကျောင်းကဘယ်1000လောက်နဲ့စလို့ရတာဒါမှမဟုတ်2000လောက်မှစလို့အစီအစဉ် ဘန်ဒေါ်လာဒေါ်လာ1000လားဘတ်1000လားဘတ်1000ဆိုတော့ဘတ်ရပါတယ်တော့သူကသူတို့ကဒီ stock တွေမှာဝယ်ဆိုတော့သူကအ ਨੇ ဆုံးသတ်မှတ်ထားတာလည်းမရှိဘူးဘာမှမရှိဘူးเนาะအခုဘန်အကောင့်ဖွင့်လိုက်ဖွင့်လိုက်ပြီးတော့မှကျွန်တော်တို့ကထားပါတော့အော်ကျွန်တော်ဒါခုနပြောသွားတဲ့အထဲမှာဟိုပါပဲရှိသေး stock ပဲရှိသေးเนาะထက် ETF ဆိုတာရှိသေးတယ်သူက S&P 500တွေမှာရှိတယ်ကုမ္ပဏီ900ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးဝယ်ချင်တာဒါပေမဲ့ ဘတ်တပေါင်းမှုပဲတက်နိုင်တယ်ဆိုရင်အဲဘတ်တပေါင်းနဲ့ညီတဲ့အဲ idiot ကိုတွေကိုဝယ်ချလိုက်တာပဲဒါပဲဝယ်လိုက်တာအဲ့တော့ပြောချင်တာကဆိုကြပါစို့ကိုအာကိုတတ်သူပိုင်ကိုပြောမှာဆိုရင်ကိုကကိုကကိုလာ share ကဘယ်လောက်လဲကိုတော့တော့ကိုကကျွန်တော်ကျွန်တော်ပြောတဲ့အရာတွေကကျွန်တော်ဝယ်ခိုင်းနေတာမဟုတ်ဘူးเนาะကျွန်တော် example လေးနဲ့ပြောတာเนาะကျွန်တော်ကျွန်တော်မှာဘသူဘယ်ဘယ်ဟာဝယ်ပါလို့ကျွန်တော်မှာပြောပိုင်မှာမရှိဘူးเนาะဒါလေးတော့ကျွန်တော်နားလည်ပြီအဲ့တော့ဒါပါတော့ကိုကကိုလာရဲ့ share ကเนาะကျွန်တော်ကျွန်တော်တစ်ချက် Google မှာပြပြီးမယ်เนาะ အဲ့တော့ Coca-Cola ရဲ့ share ကတစ်ချက်ဘယ်လောက်ရှိမလဲကျွန်တော်ကြည့်အောင်နော်အဲ့ဒီတော့အာ Coca-Cola အာ share price ပေါ့ဒီဒီနေ့ဆိုရင်သူကဘယ်လောက်လဲဆိုတော့အဲ Coca-Cola တော့ company ကြီးတွေဖြစ်တယ်သူတို့ကတော့ဒေါ်လာ80ဒေါ်လာရှိမယ်ပေါ့နော်80ဒေါ်လာဆိုလို့ရှိရင်ကျွန်တော်တို့ထိုင်းဘတ်ငွေနဲ့မြောက်ကြည့်ပေါ့ဘယ်လောက်ရှိမလဲနော် အဲတရှဲထဲဝယ်ထားလဲရတယ်နော်ဒီနေ့ဆိုရင်ဈေးတက်နေသူအာ0.13%တက်နေရဆိုရင်ထားပါတော့ကျွန်တော်တို့ကအခုဆိုရင်တစ်ဘတ်ကိုအဲ1ဒေါ်လာကိုနော်အ32ဘတ်နဲ့ထားမယ်ဆိုလို့ရှိရင်80ဒေါ်လာအဲဆိုရင်ဘတ်2200ဆိုရင်ကိုကိုထက်သူပိုင်ကကိုကာကိုလာရှဲတစ်ခုရပြီလေနော်အာခေကျွန်တော်80ဒေါ်လာမတက်နိုင်ဆိုလို့0.1ရှဲဝယ်လိုက်ပေါ့ ပြောရဆိုဘယ်လောက်ရှိမလဲ0.1 share ဆိုရင်9ဒေါ်လာပဲရှိမှာပေါ့ဟုတ်တယ်မလား80ဒေါ်လာ9ဒေါ်လာပဲရှိမှာခေါ်ရလို့ဆိုအဲ့တော့ဒါပဲရှိရပါလိမ့်နော်ဆိုတော့အဲ့လိုဝယ်လို့ရတာပဲနောက်ခုနကကျွန်တော်ပြော EDF လို့ဝယ်လို့ရ EDF က share ဒီကျွန်တော်တို့ stock တွေအများကြီးပဲ company တွေအများကြီးပုံမှာကိုကြိုက်တဲ့ကိုကြိုက်တဲ့ S&P 500တွေတရားကိုပဲဝယ်မယ်ဒေါ်လာ900ပုံမှာဝယ်မယ်ရတာပဲနော်โอเคဟုတ်ပါโอเคကျွန်တော်တို့ join မှာ join မှာ join မှာเนาะကျွန်တော်ပြောပြီးပြီ အော်ဆက်ခံသူမှာရောတဲ့အချက်လက်ဒီရတယ်ဆက်ခံသူမှာကျွန်တော်တို့လည်းထည့်ရတယ် drawing account ဖွင့်မယ်ဆိုရင်တော့ drawing account ဆိုရင်တော့သူ့မှာလည်းစုံရမယ်ဆက်ခံသူဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်အဲကျွန်တော်ထင်တယ်မဟုတ်သူ့ရဲ့ passport နဲ့နာမည်နဲ့ထည့်ကိုရတယ်နော်အဲ့တော့ password တွေဘာတွေကတော့မမိနဲ့ပေါ့နော်ဒီတလောက်ရေးကြီးတွေဟာကိုကိုတက်လောက်ရေးကြီးတာဒေါ်လာအော်ဘာတော့ကိုကဒေါ်လာတစ်သောင်းရင်းနှီးမြှုပ်နှံထားတယ်နောက်10နှစ်နေတဲ့ခါမှာဒေါ်လာ3သိန်းဖြစ်သွားတယ်နော်3သိန်းတစ်သောင်းကျော်ဖြစ်သွားအဲ့ဒါယူမေ့နော်ကျွန်တော်လည်းမထပ်နိုင်ဘူးပေါ့နော် အဲ့ကျွန်တော်တို့တော့မလုပ်ထားလို့သူ save ပြောင်းလုပ်ထားတယ်ပေါ့နော်အခုတော့မေ့တင်လို့ပြောဟုတ်ကိုဆိုင်ပြပါပြမြေပါမဆက်ပါလေဒီလိုဒီမှာဒီ platform ပေါ်မှာကျွန်တော်တော့များများအဲ့လိုမျိုးလေးလိုက်ချတာပေါ့နော်ကျွန်တော် TikTok တို့ Facebook တို့ပါတော့ဟိုလည်းလည်း share ထားရလဲမသိနော်ဒီပြဿနာတွေတော့များအဲ့လိုမျိုးဟိုမကျွမ်းကျင်လည်းလည်းပဲပေါ့ကျွန်တော်မြန်မာလူအများစုဆိုတော့မကျွမ်းကျင်လည်းလည်းပဲဖြစ်တယ်ဝင်အဲ့ဒါကြောင့်မို့လို့လေလောက်ရမှာအဲ့လိုမျိုးကိုက ဥပမာဟိုတစ်တော့ဆိုလဲဟိုတခုခုပေါ့နော်မာယွန်ဝိုင်းဆိုပြီးတော့ရိုက်ပြီးခြာလိုက်ဟိုဟာဟိုဟိုရဘူးထားရဘူးထားလူတွေအများကြီးလေအခုပြန်ခြာလို့ရတယ်ဟိုဖိဖို့ပဲဖိရပါပြီအခုကဒီဥစ္စာကြတော့ကျွန်တော်ကစိတ်မကျွမ်းကျင်တဲ့ level ဖြစ်နေကြောင်းဟိုပေါ့နော်အဲ့တော်တော်လေးခြာတယ်ဗျအဲ့လိုလိုက်ခြာကြည့်ရပေါ့ဘုန်းဆရာတော်မဟိုဒါဟိုအဲ့ဒီလိုစာပဲပေးတာဟိုကကျွန်တော်ပထမဆုံးတွေ့တာပေါ့ ဟိုတခြားလူတွေရှိတော့ရှိပါတယ်လဲလဲရှားတယ်ဟိုအဲ့ဒီဟိုပါတယ်အေဘတ်လောက်တာတော့တကယ်လို့ဟုတ်တယ်ဒီ stock ကကျွန်တော်တို့ဒီတင်တက်ယုံနဲ့မရအောင်တင်တက်ယုံဆိုတာဘယ်လိုခေါ်မလဲတင်တာတော့ကျွန်တော် slide တွေပြတင်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်ကိုယ်တိုင်းကိုရင်းနှီးမြှုပ်နှံတကယ်လုပ်နေမှာကျွန်တော်တွေ့ကြုံကပြောလို့ရတယ်တွေ့ကြုံနဲ့ကျွန်တော်တို့က lesson ကမ်းလို့ရတာမဟုတ်ရင်ကြာရင်ကျွန်တော်တို့ကမဖြစ်ဘူးเนาะအာကျွန်တော်ကျွန်တော်ဘယ်သူ့မှာတိုက်ခိုက်တာမဟုတ်ပါဘူးเนาะကျွန်တော်တို့ကကိုက တနင်္လာခုတက်မယ်ဆိုရင်ဟို marketing တင်နေတက်မယ်ဆိုလို့ရှိရင်ကိုတက်မယ်ဆရာရဲ့ marketing အခြေအနေဘယ်လိုရှိလဲကြည့်ရသေးတယ်လေဟုတ်တယ်ဟုတ်သူက marketing ကောင်းလားမကောင်းလားပေါ့နော်သူတောင်အဲ့တော့ဥမာ tower store တင်နေဆိုလို့ရှိရင်တကယ်တက်မယ်ဆရာကသူကိုယ်တိုင်ရောတကယ်ယင်းနည်းမျိုးနဲ့မျိုးလုံနေသလားလိန်နေသလားနောက်မှုရေပေါ်စီပြောနေတယ်လားကျွန်တော်သိရမှာနော်အဲဆုံးဖြတ်ဖို့တီးတီးဖို့လိုတယ်ကျွန်တော်ကတော့လောကမှာကျွန်တော်ခဏခဏပြောတယ်လွယ်လွယ်ကူကူနဲ့တော့တို့တို့လွယ်လွယ်ကူကူနဲ့ရတဲ့အရာမှန်သမျှတော့သိစိတ်မပြေဘူးဒီလိုပဲကျွန်တော်တို့ ျွန်တော်ဆိုလို့ရှိရင်လည်းဒီဒီဒီအကောင့်တွေဖွင့်ဖို့အများကြီးကျွန်တော် process တွေဒါဟိုပင်မန်းတာပေါ့နော်လောက်ရတာပေါ့နော်ဒါပေမဲ့ကိုကလိုချင်တာကိုကိုကဖြစ်ချင်တာကိုဆိုတော့တစ်ခါပါပဲเนาะတစ်ခါပါပဲအဲ့တော့ကျွန်တော်တို့စုံအောင်လုပ်လိုက်လို့ရှိရင်အဆင်ပြေသွားမှာပါเนาะအဲ့တော့ကျွန်တော်ကဲဟိုပါနော်စက္ကန့်တူမှာโอเคဟုတ်ပြီကျွန်တော်မြေခွန်းနေမှာဖြည့်ဟိုဟိုနိုင်ပါအဲ့ဟာဟိုကလေးခုနကလေးဆရာပြောတယ်ဆိုတာ password ရောဖုန်းနံပါတ်ကိုကို email address email address ပေါ့နော်အကုန်လုံးရှိတယ်ဒါပေမဲ့အိမ်ကြတော့အာပိုက်ဆိုင်ပိုက်ဆိုင်သူကကြာကိုယ်နာမည်ပို့တခြားသူတယောက်နာမည်ဆိုရောအဲ့လိုမျိုးဆိုရောဘလို့လဲအဲ့လိုမျိုးတော့တိတ်နာမလဲဆရာတော်ဘလို့လဲကိုကဘာဘာလို့ပိုင်မှာစင်ကာပူမှာသွားပြီကိုဘာဆံဘလို့လို့ပိုင်တယ်ဟုတ်ဟုတ်ဆရာမနေလိမ့်စာပြောတာဆရာဟုတ်နေလိမ့်စာကျွန်တော်တို့ပြပြပေးလို့ရရင်ရတယ်နော်အော်ဟုတ်ဟုတ်ဆရာဟုတ်ပိုက်ဆိုင်မှုပြကြမှာဘယ်အဲ့လောက်ကြီးရပဲကျွန်တော်တို့တော်တော်လေးတော်တော်လေး time မှာအင်ဒီဝယ်ထားတာမှမဟုတ်တာဟုတ်တယ်မလားဆရာဟုတ်ဟုတ်ဆရာဟုတ်ကြားရရနော်အဲ့ဒါအဆင်ပြေနေ ကျွန်တော်ထင်တယ်ဒီလောက်ဆိုရင်တော့ကျွန်တော်ရပြီလို့ထင်တယ်အားလုံးဒီချိန်ထိအောင်နော်လူ120ကျော်တော့ကျန်သေးတယ်အိပ်ပျော်နေကြလားတော့မသိဘူးနော်ကျွန်တော်တို့ဒီမှာတော့ screen တော့ပြည့်နေသေးတယ်โอเคအားလုံးကျေးဇူးများတင်ပါတယ်အာတော့အခါလေးရောဆိုတော့ကျွန်တော်နောက်ထပ်ကျွန်တော်ပြောပြဦးမယ်နော်ကျွန်တော်အခါလဲဆိုတော့ကျွန်တော် store နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်မျှဝေမိမယ်အဲ့တော့အာနောက်ပတ်တွေစောင့်ကြည့်ပါနော်နောက်ပတ်တွေစောင့်ကြည့်ပါကျွန်တော်အားလုံးကျေးဇူးများတင်ပါတယ် See you, Wah. Pianne see you,